ားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ဒါတကွင်းကျော်အနေထားနဲ့သုံးချိန်မြောက်လေးပေါ့အပေါ်နှစ်ချိန်မှာ ယူဆလို့ယူဆလို့ဘောင်ဝင်တဲ့ပုံစံလေးတွေအတိုင်းဒါသုံးချိန်မြောက်ကို အမြင်ထင်ယူဆမှုလေးတွေနဲ့ဆက်ပြီးတော့ယူဆကြည့်မှာဆိုတော့ဒါကို အမြင်ထင်လေးအတိုင်းဆက်ဖြစ်ခဲ့ရင်တော့ကွက်တီတိုးမှာပေါ့ဒါအခုပထမဆုံးသူ့ကိုဒါပထမဆုံးရှင်းနှလုံးပေါင်းခြင်းနောက်နှလုံးပေါင်းခြင်းကို အရင်ယူဆမှာ သူကဒီလိုလေးဒီယူဆမှုမှန်ရင်လဲဒါခဏတလုံးခဏတလုံးအကွက်တရာဆိုင်ပေါ့အကွက်တရာအကွက်တရာဟုတ်အဲအာဘယ်လိုပြောလဲမသိဘူးနော်ပြီးမှပြောမယ်ဒီသုံးလုံးပေါင်းချင်းသုံးဆက်ကွက်ဆိုင်ဆက်ကွက်ဆက်ဆက်ဒီမှုဆက်မှန်လို့ရှိရင်ဆက်ကွက်ထိုးရင်ပေါက်တယ်သူကဒီလိုတထောင်ကို10နဲ့ရှင်ထိုးလို့ရတယ် ဒီ၃လုံးပေါင်းချင်း၃ဒီလို၃လုံး၃ဆိုရခါတာအပေါ်မှာနှစ်တလုံးရှိနေလို့ရှင်းနှလုံးပေါင်းချင်း၁ပေါ့အဲ့ဒီလိုပဲဒီ388ဆိုတဲ့ကဏ္ဍဒီပုံစံလေးနဲ့ထွက်သွားတယ်လို့ယူဆကြည့်တယ်ပေါ့ဒါကတော့မူပေါ့သူမူစနစ်ဒီ၃လုံးပေါင်းချင်း6ဒီလိုနှလုံးပေါင်းချင်း6ဆိုတော့ ရှင်းနှလုံးပေါင်း၁နောက်နှလုံးပေါင်း6ဆိုရင်အကွက်100လားမသိဘူးတကယ်လို့ဒီမှာတုံညထိတ်တလုံးကိုထည့်မယ်ဆိုရင်အော်မဟုတ်ဘူးဆက်ကွက်ဆက်ကွက်ဆက်ကွက်ထိုးရင်အဆင်ပြေတယ်ဒါ1000နဲ့1000နဲ့30ရှင်ထိုးလို့ရတက်တက်ကြရင်ကွက်တီပဲပေါ့ကြိုက်တဲ့ထိတ် ကြိုက်တဲ့ထိတ်ကိုထက်ကြိုက်တဲ့ပိတ်ကိုထက်ကြိုက်တဲ့အလဲကိုထက်ဒီဒီမူစနစ်နဲ့ပဲအစားသွင်းလိုက်ဆက်ကွက်ပဲထွက်မှာတထောင်တထောင်ကို30နဲ့ရှင်ထိုးလို့ရပြီးတဲ့အခါဒါဒုတိယအကြိမ်မှာဆိုလဲဒီ၃လုံးပေါင်းခြင်း၈အဲ့ဒီ၃လုံးပေါင်းခြင်း၈ဟာဒီလို၃လုံးပေါင်းခြင်း၈လို့ဖြစ်တယ်ဆိုတဲ့အခါဒါ၈နှလုံးပေါင်းခြင်း၈ပေါ့ဘောမှာ၃ညတလုံးရှိနေလို့အဲ့ဒီလိုပဲ နောက်နှလုံးပေါင်းခြင်းရလဲအပေါ်မှာဖြစ်ခဲ့တဲ့အတိုင်းဒီ၃လုံးပေါင်းခြင်းဒီ၃လုံးပေါင်းခြင်းရခွန်လို့ဖြစ်တယ်ဒီ၃လုံးပေါင်းခြင်းခွန်ဟာဒီလိုနှလုံးပေါင်းခြင်းခွန်ဆိုတော့ရှင်းနှလုံးပေါင်းခြင်းရှင်းနောက်နှလုံးပေါင်းခြင်းခွန်နဲ့၃ငါးနှစ်ဆိုရက်ကဏ္ဍထွက်သွားတယ်ဆိုတော့ကိုက၅အလဲ၅၅ ငါအလဲကိုထက်လိုက်တာနဲ့ရှင်းနှလုံးပေါင်းခြင်း၈ဆို၃ထိပ်နောက်နှလုံးပေါင်းခြင်း၇ဆိုလို့ရှိရင်လည်းနှစ်ပိတ်ဒါလေးကောက်ထက်ရောဆိုတော့ထိတ်ကိုပဲဇက်ကွက်စီချချာအလဲကိုပဲဇက်ကွက်စီချချာအပိတ်ကိုပဲဇက်ကွက်စီချချာကနကနဆက်ဇဲလုံးထည့်ပြီးတော့မှဒီမူအတိုင်းတွင်းလိုက်ဖြစ်သွားတာပဲပေါ့ဇက်ကွက်ပဲထွက်မှာဆိုတော့အဲ့ဒီပုံစံလေးအတိုင်းဒါဆက်ပြီးတော့မှဖြစ်မယ်ဆိုရင်ဒီလိုဆက်ယူစားကြည့်လို့ရတယ် ဒီသုံးလုံးပေါင်းခြင်းကိုဆိုတော့အပေါ်မှာဖြစ်ခဲ့တဲ့အပေါ်နှစ်ကြိမ်ဖြစ်ခဲ့တဲ့အတိုင်းဒီလိုသုံးလုံးပေါင်းခြင်းကိုလို့ဖြစ်ခဲ့ရင် ရှင်းနှလုံးပေါင်းခြင်းသုံးညထည့်ရမယ်ဒါမှသုံးလုံးပေါင်းသုံးညအဲ့ဒီပုံစံအတိုင်းနောက်နှလုံးပေါင်းခြင်းရလဲဒီသုံးလုံးပေါင်းခြင်းသုံးလို့ဖြစ်ထားလို့ဒီလိုနှလုံးပေါင်းခြင်းနောက်နှလုံးပေါင်းခြင်းသုံးလို့လိုက်ဖြစ် အနှလုံးပေါင်းခြင်းတော့ဒါလေးကိုအရင်ယူဆက်လိုက်ဆိုတော့ဒါမှထိတ်ကပဲထက်ထက်ပိတ်ကပဲထက်ထက်အလဲရပဲထက်ထက်ကြိုက်တဲ့နေရာထက်သုံးညအနေ ပြီးတော့မှကိုယ့်အထီထက်လိုက်ပြီးရင်ဒီဒီမူလေးနဲ့ဖြစ်ချလိုက်ဒါဆိုရင်ဆက်ကွက်ပဲထက်ထွက်မှာဆိုတော့ဒါလေးကိုအဲဒါစိတ်စိတ်ဝင်စားတဲ့သူတွေအတွက်ကျွန်တော်ကဏ္ဍလေး ဆက်ကွက်စီထက်ပေးလိုက်မယ်ပြီးတဲ့အခါမှာအခြားယူဆလို့ရထားတဲ့ထိတ်တေပိတ်တေနဲ့ဒါကပ်ပင်မှာယူဆခဲ့တဲ့လိုမျိုးအလုံးခြုံကုန်ပြီးတော့မှဒီမူကိုတွင်းမယ်အဲ့တော့ဒီယူဆထားတဲ့ရှင်းနှလုံးပေါင်းခြင်းဖြစ်နိုင်ခြင်းနောက်နှလုံးပေါင်းခြင်းဖြစ်နိုင်ခြင်းဒီအယူဆလေးအတိုင်းသာကွက်တိ၃ချိန်ဆက်ဖြစ်သွားမယ်ဆိုဒီဆက်ကွက်ထုံးရင်လုံလောက်ပြီဆိုတော့ तू ကဒါအခု၃ညထိတ်၃ညထိတ် ကိုဆယ်လုံးယူပြီးတော့မှထည့်ထားတာရှင်းနှလုံးပေါင်းခြင်း၃ညနောက်နှလုံးပေါင်းခြင်း၃နဲ့၃ညထိတ်ကနေပြီးတော့မှဒါကိုထိတ်အထိထည့်ထားတာဇက်ွက်ထွက်တယ်ဆိုတော့ဒါတထောင်ကို10နဲ့ထိုးကြည့်ခြင်းရင်ရှင်ရှင်ထိုးခြင်းရင်ရှင်ထိုးကြည့်ပေါ့အကွက်တထောင်ကိုဇက်ွက်နဲ့ဖိုင်ပါပြီးတဲ့အခါမှာလား ထိတ်ဖြစ်နိုင်ခြေပိတ်ဖြစ်နိုင်ခြေလေးတွေယူဆထားတာလည်းရှိတယ်အဲ့ဒီဟာလေးတွေနဲ့ပါထပ်ပေါင်းဆက်ပြီးတော့မှရောသမာမှွေမယ်အဲ့ဒါလေးကိုဆက်ပြမယ်ဒီတစ်ခါမှာတော့ဒါပထမယူဆထားတဲ့အတိုင်းရှင်းနှလုံးပေါင်းခြင်းနောက်နှလုံးပေါင်းခြင်းတွေအပြင်ဒါတခွင်ကျော်အနေထားနဲ့အပေါ်နှစ်ကြိမ်မှာယူဆလို့ရထားတဲ့ပုံစံလေးတွေအတိုင်းယူဆလို့ဆက်ပြီးတော့မှဒါ၃ကြိမ်ဖြစ်လေးတွေဆက်ပြီးတော့မှယူဆကြည့်ထားတဲ့ထိဖြစ်နိုင်ခြင်း ပိတ်ဖြစ်နေခြေလေးတွေနဲ့ဒါတွေကိုရှေ့မှာယူဆပြခဲ့တဲ့ဆက်ကွက်ဆက်ဆက်ကွက်မူဖြစ်နိုင်ခြေလေးနဲ့သူ့ကိုရောရောတမမွေပေါင်းဆက်ဆိုတော့သူကဘလို့ပေါင်းဆက်ဖို့လဲဆိုတော့ဒါရှင်နှလုံးပေါင်းခြင်းတုံညဟောလဲယူမယ်ဟိုတခွင်ကြောင်းမှာပေါင်းဆက်ခဲ့တယ်လို့မျိုးပဲတမ်းပါအဲ့ဒီလိုပုံစံလေးပဲပေါင်းပေါင်းဆက်ပြီးတော့မှာတခွင်ကြောင်းအနေထားနဲ့ မြင်ထားတွေ့ထားတဲ့ဖြစ်နိုင်ခြေလေးတွေအားလုံးကိုပေါင်းချုပ်ထည့်လိုက်ဖို့စဉ်းစားထားတယ်။ဆိုတော့ဒါရှေ့မှာကတော့ကဏ္ဍဆက်ကွက်ဒီမူစနစ်လေးနဲ့ထည့်ပေးခဲ့ပြီးတဲ့ကဒီဟိုဝမ်းမှာအမ်ရှေ့မှာကပ်ပင်ကပ်ပင်ယူယူဆမှုနဲ့ယူဆခဲ့တဲ့ရှင်းလုံးပေါင်းခြင်းပါလေ။အဲ့ဒီမှာလည်းရှင်းလုံးပေါင်းခြင်းနောက်လုံးပေါင်းခြင်းတွေပါတယ်။အဲ့ဒီဟာလေးအဲ့အဲ့ဒီအဲ့ဒီဖြစ်နိုင်ခြေကိုလည်းဆက်ကွက်ထုတ်ထိုးလို့ရတယ် ပြီးတော့ဒီနှစ်ခုကိုဟိုဘက်ကနဲ့ဒီဘက်ကဟာနဲ့ crossing နဲ့တွဲပြီးတော့မှ square square ထုတ်လို့ရှိရင်ဒီဒီဟာ square ဟို square ကွက်20ဟိုနဲ့ဟိုနဲ့ပေါင်းစုအကွက်40အကွက်40အဲ့ဒီဟာကို crossing နဲ့တွဲပြီးတော့မှအကွက်40ထိုးကြည့်ရင်လည်းဒါမဆိုးဘူးပေါ့ဒါမျိုးသုံးရင်လည်းရတယ်အကွက်နဲ့နဲ့နဲ့တစ်ကွက်ကောင်းနှစ်ကွက်ကောင်းနဲ့ပေါက်ဖို့ကတော့တော်တော်ကြီးကိုခင်းရင်းနေမယ်ဆိုတော့ဒါ ယူဆထားတဲ့ခြေနဲ့ရေးလေးတွေထိတ်နှလုံးအလဲနှလုံးအပိတ်နှလုံးဒီလိုယူဆထားတယ်ဒီယူဆလေးတွေဟာအပေါ်နှစ်ကြိမ်မှာယူဆလို့ရထားတဲ့ပုံစံလေးတွေအတိုင်းလိုက်ထည့်ကြည့်ထားတာတခုခုထိရင်တခုခုဟာထိရင်ညရင်တော့မှာဒီပုံစံလေးနဲ့ဒါကွတ်တိကြရတဲ့ဆိုရင်ပောက်ကွယ်ဝင်ပါပေါ့ဆိုတော့ဒါတည်တည်ချာချာကြည့်ပါဒါ line နဲ့နဲ့ရှုပ်မယ်ပြီးတဲ့အခါမှာမှာ ကိုပိုင်ကိုဆိုင်ကိုစတိုင်နဲ့ကိုဂိုင်းဆွဲထားတဲ့ကြီးတွေမူတွေ break တွေပါတဲ့နဲ့ဒါမျိုးဖြတ်ချပြီးတော့မှရွေးချယ်တော့ခကောင်းရင်တက်တက်တွန်းမှာပဲဒါအဲ choice လို့လို့လို့ဖို့အတွက်ကျွန်တော်ရစပြပြေးတယ်ဒီသုံးလုံးပေါင်းခြင်း1အဲ့ဒီသုံးလုံးပေါင်းခြင်း1ဒီလိုသုံးလုံး1ဆိုတဲ့အခါသုံးထိပ်ဖြစ်တာဒါပထမပထမတကြောအပေါ်ကဒီ ဒီ၃လုံးကိုအရင်ယူဆပြမယ်။တို့အရင်ဖျက်ဖျော်လေးတွေနဲ့အရင်ယူမယ်။ပြီးတဲ့အခါအလဲတစ်လုံးအလဲတစ်လုံးကိုဒီနှလုံးပေါင်းခြင်း၃ညဒီနှလုံးပေါင်းခြင်း၃ညဆိုရက၈အလဲ၃ထိပ်၈လဲပြီးတဲ့အခါဒီနှလုံးပေါင်းခြင်း၂ဒီလို၃လုံး2 10ပဲတော့ရရှိလဲ10ပဲဒါမျိုးလေး ਨੇ ကြာသွားတယ် အဲ့လိုပဲဒုတိယအကြိမ်မှာလဲဒီသုံးလုံးပေါင်းခြင်းကိုဒီလိုသုံးလုံးကိုသုံးထိပ်ဖြစ်တယ်ဒီနှလုံးပေါင်းခြင်းရှိဒီလိုနှလုံးပေါင်းခြင်းရှိငါလည်းဖြစ်တယ်ဒီသုံးလုံးပေါင်းခြင်းငါအဲ့ sorry ဒီနှလုံးပေါင်းခြင်းငါဒီသုံးလုံးပေါင်းခြင်းငါဆိုတော့နှစ်ပိတ်သုံးငါနှစ်ဒီလိုဖြစ်သွားတယ်အဲ့ဒီပုံစံလေးတိုင်းဆက်ပြီးတော့မှယူဆမယ်ဆိုရင် ဒီတော့လုံးပေါင်းခြင်းခွန်ဒီလိုတော့လုံးခွန်ဆိုရင်ငါပါတစ်တစ်ထက်တာတော့လုံးခွန်တော့တော့လုံးခွန်ဆိုရင်တစ်ထက်ဒီတော့ဒီ sorry ဒီနှလုံးပေါင်းခြင်းလေးဒီလိုနှလုံးလေးဆိုရင်တယ်လေဒီနှလုံးပေါင်းခြင်းတော့ဒီလိုတော့လုံးတော့ဆိုရင်တိပိတ်သူတို့တိုင်း တစ်သုံးလုံးဆိုတော့ဆက်ကွက်မှုနဲ့ထည့်လိုက်မှဆိုရင်တစ်ထိတ်တစ်လက်တစ်ပိတ်ဒါရွေရွေထုတ်လိုက်ပြီးပြီပေါ့အုပ်ကွက်ထွက်မယ်တစ်တလုံးကပဏိယပဲပါပါပေါ့ဒါမျိုးဒါမျိုး selection လုပ်ပြီးတော့မှတို့ရင်လည်းရတာပဲပြီးတဲ့အခါနောက်ထပ်တစ်တစ်ကိုမကြိုက်တဲ့သူတွေအတွက်ပေါ့နောက်ထပ်ဖြစ်နေကြည်ဒီသုံးလုံးပေါင်းခြင်း၅ ဒီလိုနှလုံးပေါင်းခြင်းငါဆိုရတာတုံးထိတ်အဲ့လိုပဲဒီသူ့အောက်မှာဆင့်ပြီးတော့ဖြစ်တယ်ဒီတုံးလုံးပေါင်းခြင်း၃ဒီလိုနှလုံးပေါင်းခြင်း၃ဆိုရတာတုံးထိတ်ယူလို့ရတာပဲအဲ့ဒီပုံစံအတိုင်းဒီတုံးလုံးပေါင်းခြင်း၁လို့ဖြစ်ထားလို့ဒီလိုနှလုံးပေါင်းခြင်း၁လို့ဖြစ်အောင်မှာဆိုရင်နေတိတ်တလုံးယူလို့ရတယ် Ei lo bai tu dia tu dia da lo, ti tong lo bai ni, ti lo tong lo ni, ni ni shee tong lo ni, ti lo pjetde. Ei lo bai, ti tong lo bai jin shee, shee ni shee, ti ti shi shali e lo ji bo lai ni e lo ne lo shee lo la, shee ni shee tong lo bai ti ma tong to nga tong lo nga nga le. အဲ့ဒီပုံစံအတိုင်းဆက်ဖြစ်မယ်ဆိုရင်ဒီ၃လုံးပေါင်းရင်6လို့ဖြစ်တဲ့8 3 5၃လုံးပေါင်းရင်6ဖြစ်တာလို့ပေါ်နေကြတဲ့အတိုင်းဒီလို၃လုံး6လို့ဖြစ်မယ်ဆိုရင်၄တလုံးထက်ဆိုတော့သူက၄လေးတလုံးဒီပုံစံလေးနဲ့ယူလိုက်တယ်ပြီးတဲ့အခါအပိတ်ခုံအပိတ်ကိုဒီလိုလေးယူရင်းနဲ့ရတယ်ဒီ၃လုံးပေါင်းရင်2 ီလိုသုံးလို့နေရှိပဲအဲ့လိုပဲဒီသုံးလုံးပေါင်းခြင်းငါဒီလိုသုံးလုံးငါဆိုရတာနေပဲဒီပုံစံလေးသုံးခြင်းဆက်ဖြစ်ရင်ဒီသုံးလုံးပေါင်းခြင်းကိုဖြစ်ထားလို့ဒီလိုသုံးလုံးကိုလိုဖြစ်မယ်ဆိုရင်ခွန်ပိတ်တလို့ဆိုတော့ didn't take delete လဲဒီခွန်ပိတ် ဒီလိုလေးယူဆလို့ရတော့သူ့ဟာကိုကကိုထက်ထက်တဲ့သူတွေကတော့ကြော်လိုက်ပေါ့ဒီချာချာဇဝေးဇောကကနန်းနေရင်ဇဝေးဇောဖြစ်နေတဲ့သူတွေအတွက်ကျွန်တော်တည်တည်ချာချာလေးကနန်းဟိုတာပထမဆုံးတာဒီနှလုံးနှလုံးနှလုံးကိုအစီအစဉ်တကြပဲတွက်လိုက်မယ်ဆိုရင်တစ်တုံးလုံးပြီးရင်တစ်တစ်ခွန်တစ်ထိတ်တစ်ထိတ်တည်လဲခွန်ပိတ်ပြီးရင်နောက်ထပ် ီတကတိထိတ်လေးအလေတိထိတ်လေးလေးတိပိတ်တိထိတ်လေးလေးခုပိတ်ဒီတကနှစ်ထိတ်ကိုသွားမယ်နှစ်ထိတ်တိလေးတိပိတ်နှစ်ထိတ်လေးလေး sorry နှစ်ထိတ်တိလေးခုပိတ်ပြီးတကနှစ်ထိတ်လေးလေးတိပိတ်နှစ်ထိတ်လေးလေးခုပိတ်ဆိုတော့ဒီရှင်းနှလုံးပေါင်းခြင်း၃ညရည်နှလုံးပေါင်းခြင်း၃ညကိုဒီချိန်မှာဒီ ဒီမူဒီမူရင်းရှာထားလို့ရတဲ့ကဏ္ဍနေနဲ့မပေါင်းစပ်သေးဘူးပထမဆုံးဒီဝါလေးကိုရင်ပေါင်းစပ်လိုက်မယ်။နောက်ကောကုကဏ္ဍထည့်ထားပြီးတော့မှဘာလည်းရေးထားလည်းမသိဘူး။ကိုတစ်တစ်ကိုတစ်ခွန်ဆိုရာဒီတစ်အလဲကိုတစ်အလဲနဲ့ရှင်းရှင်းလင်းလင်းပေါင်းခြင်းတွေကိုတုံညာယူလိုက်တာ တည်လေတပိနဲ့ရှင်နှလုံးပေါင်းခြင်းတုံညာဒီမှာလဲပြီးတဲ့အခါမှာတည်လေတည်လေခွန်ပိနဲ့ရှင်နှလုံးပေါင်းခြင်းတုံညာဒီလိုယူထားတာပြီးတဲ့အခါဒါကတော့တည်လေနဲ့ရှင်နှလုံးပေါင်းခြင်းတုံညာနှလုံးပေါင်းခြင်းတုံလေးလေနဲ့

649ဆိုတဲ့အခါဒါ649ဆိုတာလေးအလဲကိုမန္တန်ယူပြီးတော့မှရှင်းနလုံးပေါင်း300နဲ့လုံးပေါင်းချင်း300နဲ့ယူတာဒီမှာလေးအလဲနဲ့ရှင်းနလုံးပေါင်းချင်း300တိပိတ်ဒီမှာပြည့်တဲ့အခါမှာရှင်းနလုံးပေါင်းချင်း300နဲ့လုံးပေါင်းချင်းခွန်ဒါမျိုးလေးယူတာကနေကျန်နေတဲ့ရရှိဘူး နောက်ပြီးပြတဲ့ခါမှာဒါဒီဒါမျိုးလေးတွေထည့်ထားတယ်ဆိုတော့ပြောပြတာပြတဲ့ခါမှာသူကတစ်နှစ်တည်းနှစ်နှစ်တည်းဆိုတာဒါအပိတ်တွေကိုယူတာတစ်အပိတ်နဲ့နောက်နောက်တစ်ထိတ်တစ်ပိတ်နောက်နောက်ပေါင်းချင်းသုံးနှစ်ထိတ်တစ်ပိတ်နောက်နောက်ပေါင်းချင်းသုံးပြတဲ့ခါဒါကတစ်ထိတ်ခုံပိတ်နောက်နောက်ပေါင်းချင်းသုံး နှစ်ထိပ်6ပိတ်နန္ဒလောပေါင်းခြင်းတော့ပြီးရင်ရှင်ဇလောတိပိတ်နဲ့ရှင်ဇလောမောင်းတုံညာနန္ဒလောပေါင်းခြင်းတော့ဒီတစ်ခါမှာဒါခွန်ပိတ်နဲ့ရှင်ဇလောပေါင်းခြင်းတုံညာနန္ဒလောပေါင်းခြင်းတော့ဒီလိုထည့်လိုက်တာပြီးတဲ့ခါဒီမှာတိတိနှစ်ဆိုလို့ရှိရင်တိထိတ်နဲ့နန္ဒလောပေါင်းခြင်းတော့အဲတိထိတ်တိအလဲနဲ့နန္ဒလောပေါင်းခြင်းတော့ ီးရင်တစ်ထိတ်လေးလေးနဲ့နှလုံးပေါင်းကျင်သွားပြီးရင်နှစ်ထိတ်နှစ်ထိတ်လေးအလယ်နဲ့နှလုံးပေါင်းကျင်သွားနှစ်ထိတ်နှစ်ထိတ်လေးအလယ်နဲ့နာနှာခေါင်းရေးထားတဲ့ဒါမှကနန်းကနန်းထပ်သွားတယ်သူကဘလို့ဖြစ်ရမှာတစ်ထိတ်တစ်အလယ်နဲ့နှလုံးပေါင်းကျင်သုံးဖြစ်ရမှာတစ်တစ်နှစ် sorry ကျွန်တော်တန်းကိုဟာကိုတော့ကိုဟာကိုဖြည့်ပြီးကိုဟာကိုမှွင့်နေပြီဆိုတော့ကနန်းနောက်ပိုင်းအချော့တက်လေးထည့်ပေးတဲ့အခါမှာမှကနန်းလေးတွေကိုလုံးဝအလွှဲမှမရှိအောင်ကွက်တီလေးထည့်ပေးလိုက်မယ်ဆိုတော့ဒါဒီကိုလေးနှချင်းကဒါမျိုးတွေတွေ့မယ်ဒါကတော့တိထိတ်ကိုမှတိထိတ်ကိုမှန်နေယူပြီးတော့မှဒီရှင်းနှလုံးပေါင်းခြင်းနှလုံးပေါင်းခြင်းနဲ့ထည့်ထားဒီနေ့ထားမှဒါစုစုပေါင်း26ခုရှိမယ်အဲ့ဒီထည့်ရမှာ ဒါတွေကရှေ့မှာဆက်ကွက်မှုဆက်ကွက်မှုဖြစ်နေကြလေးနဲ့ထည့်ပစ်ထားတယ်သူကအဲထိတ်ထိတ်ဆယ်လုံးပိတ်ဆယ်ထိတ်ဆယ်လုံးအလဲဆယ်လုံးပိတ်ဆယ်လုံးဒါဒါမျိုးကနဆက်ကွက်အဲ့ဒီဆက်ဆက်ကွက်ထက်မှာဒါလေးတွေဒီဒီ6ကွက်ဟာအကင်ကြီးကိုရှိတယ်ပေါ့ဆိုတော့ဒါဒါမျိုးလေးကျွန်တော်ကနလေးကိုတိတိကျကျပြန်စစ်စစ်ပြီးတော့မှတိတိကျကျအချော့တက်ထည့်ပစ်လိုက်မယ်ယူဆထားတဲ့ဒါထိတ်နှလုံးလဲနှလုံးပိတ်နှလုံးကို ဒီရှင်နှလုံးပေါင်းခြင်း၃ညနှလုံးလုံးပေါင်းခြင်း၃ဒါတွေနဲ့အလုံးအလုံးခြုံငုံမိအောင်ကနန်းထည့်လိုက်ရင်စုစုပေါင်းခုနှစ်လေးလေး28ကွက်ထွက်တယ်စောစောတော့26ကွက်ဆိုတာမွေပြီးတော့မှကနန်းနေကြံနေခဲ့လို့ဆိုတော့တေချာချာလေးစီစီပြီးတော့မှလုံးဝကနန်းမကြံအောင်ကနန်းမထက်အောင်ဒါမျိုးလေးထည့်လိုက်တဲ့စုစုပေါင်း28ကွက်ရှိတယ်ဆိုတော့ပထမတာ နောက်နှလုံးပေါင်းခြင်း၃ညနောက်နောက်ရှင်းနှလုံးပေါင်းခြင်း၃ညနောက်နှလုံးပေါင်းခြင်း၃နဲ့ဒါဆက်ကွက်ဆိုပြီးတော့မှတရားပြထားတယ်ပေါ့အဲ့ဒီထဲကအဲ့အဲ့ဒီထဲမှာဒီမှာ6လုံးရှိတဲ့အခါကျတော့6ကွက်အဲ့ဒီမူတိုင်းအဲ6ကွက်ထွက်တယ်ဆိုတော့ဒီစစဘောဟိုဟိုဘက်ထက်မှာဒါအဲ့တိုင်းထိုးမယ်ဆိုရင်ဒါကိုထိုးလိုက်လို့ရှိရင်ဟိုဘက်ထက်မှာ၄ကွက်ပဲကျန်တော့မှာဆိုတော့ဒီလိုမျိုးပေါ့ ပြီးတော့ဒါကိုကြက်ရကိုတန်ရဒါကိုကိုင်းနဲ့ကိုစနစ်လေးတွေနဲ့ကိုကီဘရိတ်ဘာညာဒီယူစားလေးတွေနဲ့ဒါချိန်ဆပြီးတော့ရွေးချယ်အသုံးပြုပါဒါကတော့ခဏများရတဲ့အကြောင်းရင်းဟာအားလုံးခြုံထည့်ပလိုက်တာဆိုတော့ဒီလိုဖြစ်နေပြီတချို့ခဏနေရတာပက်လေတွေပေါ့ပက်လေပက်လေထွက်တဲ့ခဏနေလည်းရှိတယ်ဆိုတော့ဒါကိုယ့်အကိုပဲတော့တန်းဆုံးဖြတ်ရွေးချယ်ပြီးတော့တော့ဟိုဖြစ်နိုင်မထင်ရင်ပေါ့ဖြစ်နိုင်မထင်ဘူးဆိုရင်တော့တခုမှမထုံးနဲ့ ကိုကြိုက်တာပဲကိုလို့ကျွန်တော်ယူဆထားသလိုဆက်ဖြစ်ပါစေအရွေးအကြိမ်မှန်ပြီးတော့ကံကောင်းကြပါစေဆုတောင်းပေးပါရယ်ကျွန်တော် channel လေးကို subscribe မလုပ်ဝသေးလို့လှုပ်ထားခြင်းနဲ့ဆိုရင်လှုပ်ထားပေးပါလို့ဒီခေါင်းလောင်းလေးက all video လဲ marketing လေးပေးထားပါဒါဆိုရင် video တင်တာနဲ့စောစောလေးတည်အောင်လို့ဒီပေးပါလိမ့်မယ်ပြည့်တဲ့ကဖြစ်နိုင်မှာဆိုရင်ကျွန်တော် video လေးတွေကို VPN လေးခံပြီးတော့မှကြည့်ပေးကြစေလို့ပါတယ်ကျွန်တော်2 D ရော3 D ရောတင်ပေးပါတယ်ဟို subscribe မလုပ်ဘူးဆိုရင်လည်းခဏခဏဝင်ကြည့်ပေါ့အတိတ်လေးတွေတွေ့ရင်ကြည့်ပေါ့ဟိုကြိုက်ရင်တော့မကြိုက်ရင်လေးလေးရှုလိုက်ကျွန်တော်ဘေးအားလုံးပဲကံကောင်းကြပါစေဆုတောင်းပေးပါတယ်